ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်ကျောက်စင်းမြို့တော်ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံကင်းဒေသကိုရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNA PDF ပူးပေါင်းတပ်တို့ဟာဒီနေ့မေလ28ရက်မနက်ပိုင်း7:30မိနစ်ခန့်ကစပြီးတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ တိုက်ပွဲဟာလုံခင်းငင်းချမ်းသာရလေပြင်းရွာအနီးဝန်းကျင်တို့မှာတိုက်ပွဲဖြစ်ပွားနေတာလို့ဒေသခံတူကပြောပြပါဗျ။ဧပြီလ23ရက်ကစပြီးအင်အား600ခန့်နဲ့ကာမိုင်ဖားကက်လမ်းကြောင်းအတိုင်းဖားကက်စီဦးတည်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာမနေ့ကလုံခင်းကိုရောက်ရှိလာတာပါ။လမ်းတစ်လျှောက်မှာ KNA နဲ့ပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့်အင်အား100ခန့်သာလုံခင်းကိုရောက်လာတာလို့သိရပါဗျ။စစ်ကောင်စီတပ်ဝင်ရောက်လာပြီးတဲ့နောက်ပိုင်းမှာလုံခင်းနဲ့ဖားကက်တဝိုက်မှာတိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့်ဘေးလွတ်ရာကိုအချိန်မီရှောင်ရှားကြဖို့ ဒေသခံတွေကို KIA နဲ့ပူးပေါင်းတပ်တွေကမနေ့ညပိုင်းကလိုက်လံတရီပေးတာတွေရှိခဲ့ပါတယ်။ဒီနေ့မနက်အစောပိုင်း9နိုင်ခန့်မှာဖာကက်လမ်းပိုင်းနန့်ရအကျော်ဆိုင်းဖရာယာနီကစစ်ဘေးရှောင်တွေရှိရာနေရာစီကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့စစ်ရဲတရင်အမျက်တအူးကအသိပေးပါတယ်။စစ်ကောင်စီစစ်ကြောင်းရောက်နေတဲ့လုံခင်းရွာဟာအဖြောက်တိုင်းရင်ဖာကက်မြို့နဲ့၃ပိုင်ခန့်ပဲဝေးပါတယ်။စစ်ကောင်စီတပ်ဟာဖာကက်ဒေသကိုပြန်လည်ဆုံးမနိုင်ဖို့စစ်ကြောင်းထိုးပြီးကြိုးပမ်းနေရလဲဖြစ်ပါတယ်။ဖာကက်ဒေသကတပ်စခန်းတွေကို KNA ကတက်ယူထားပေမဲ့ဒေသတွင်းမှာအရေးပါတဲ့ဖားကန်ပြွာကုန်းလုံကင်းပြွာကုန်းလုံခင်ရက်စကန်ကန်စင်းပြွာကုန်းနဲ့ဖားကန်မြို့မှာရက်စကန်တွေကိုစစ်ကောင်စီတပ်ကထိန်းချုပ်ထားဆဲဖြစ်ပါရဲ့ရှင်။ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါဘုံပါရီတွေးရီကံရီပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွတ်စုအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်